ောအားလုံးပဲမင်္ဂလာပါဟုတ်ဒီသားစုဝင်ကအခုလက်ရှိကကျွန်တော်9ယောက်ပေါ့9ယောက်ကကျွန်တော်ကအငယ်ဆုံးဒါပေမဲ့ကျွန်တော်ကအမွာပေါ့ယောက်ျားလေးတယောက်မိန်းကလေးတယောက်ရှိရပါတော့အဖေကတော့မရှိတော့ဟုတ်ကျွန်တော်ရဲ့ဇာတိကတော့ရန်ကုန်တိုင်းတန်လျင်မြို့ကြောက်တန်းမြို့နယ်ပေါ့နော်ကျွန်တော်ဘလုံးစဝင်လာကြတော့ចောင်းပွဲရနေပေါ့နော်ចောင်းမှာလာရွေးရမြို့နယ်ပွဲကန်တယ်မြို့နယ်ပွဲကနေပေါ့အာကသိပ်ပံကိုရောက်တယ်အာကသိပ်ပံနေပေါ့တက်တန်းလိုက်ပြန်ပွဲလေးပေါ့73 74 16 19အဲ့ဒီအကြီးဆုံးကျွန်တော်သွားပါဘောဟုတ်။ကောင်းငင်းပေါင်းတို့အဲကျွန်တော်ကြိုက်တဲ့စီတမင်းတို့အဲပြီးချမောင်ကျော်တို့ကျွန်တော်အဲ့လိုမျိုးမြန်မာလက်ဆန်တိုင်းပူကြိုက်တယ်ဟုတ်။မကြိုက်တဲ့အစားစာတော့မရှိဘူးကျွန်တော်လည်းသွားနေတာအကုန်စားရတယ်။ဒါပေမဲ့မကြိုက်တဲ့အမူကျင့်အားကြတော့ခုနောက်ပိုင်းကမရှိပါဘူး။အဲ့တော့နင်အသက်ကြီးသွားလဲထင်ပါရင်းကျက်သွားတော့အားလုံးကိုနားလဲသွားဟိုတချို့ကလည်းဖြည့်တွေးပြီးလိုက်တယ်ဘောလို့ဖြစ်သွားတာ ကျွန်တော်နည်းနည်း business man နဲ့လည်းဆက်နေတယ်ပေါ့နော်ကျွန်တော်ကအဲ့လိုရုံးဝင်တာတွေမှာဆိုတိတ်စိတ်ဝင်သွားကျွန်တော်လုပ်ရင်ကိုယ်ပိုင်စီးပွားရေးတစ်ခုလောက်တော့လုပ်ဖြစ်မယ်တင်တယ်အဲ့လိုပေါ့ကိုယ်ပိုင်ကိုအရင်နှီးထုတ်ပြီးလောက်ရတဲ့အလုပ်တွေကိုကျွန်တော်သဘောကျတယ်အဲ့လိုမျိုးကျွန်တော် favorite ဖြစ်သွားမရှိပေါ့အဲသူများလည်းပြောမြန်နံပါတ်9ဝေးဘာလို့ဒိုလေးကိုမကြိုက်တာလဲမဟုတ်ဘူးကျွန်တော်ကကွန်ဘဲမလို့ကွန်ဘဲမလို့ဆိုတာတို့နှစ်ယောက်လုံးမှာကောင်းတဲ့အရာရှိရေပေါ့ဒါပေမဲ့ကျွန်တော်ကြိုက်တဲ့လူကရမရှိပေါ့ပြန်သွားခြင်း ဘာလို့လဲဆိုတော့သူများတွေကတော့ပြန်ခဲ့နေကြတယ်ဘာလို့ဆိုတော့ကိုယ်လောက်ခဲ့တဲ့တော်တော်များများထိထိရောက်ဖြစ်ခဲ့လို့ကိုယ်ကျေနပ်မှုရှိရေပေါ့ကိုကဒီကျွန်တော်နေဒီတော့အသက်30ဒီရောက်လာတဲ့ချိန်မှာအာကိုကကိုကျေနပ်မှုရှိရေပေါ့ဘာလို့ဆိုတော့ကျွန်တော်အဲမိဘပေါ်ပဲဖြစ်ဖြစ်တငယ်ချင်းပေါ်ဖြစ်လုံးတင်းလုံးထိုက်တာလေအကုန်လုံးလုံးပေးနိုင်ခဲ့ရပါတော့အဲ့တော့ကျွန်တော်ဒီတန်းမ်းမှာနေရတာလေသဘောကျပါဒီဒီရောက်လာကြည့်နေတယ်ဟုတ်အဲ့လိုမနိုင်ခဲ့ရင်ရန်ဒေါသထွက်တယ်ပေါ့အဲ့ဒီစိတ်ကကျွန်တော်နင်းနေတစ်ခါလေးရောက်ဒုက္ခပြီးရေပေါ့နော် အခုနောက်ပိုင်းကျတော့အဲ့စိတ်ကိုမရှိတော့ကျွန်တော်ဖြေလျှော့လိုက်တယ်ပေါ့နားတော့နိုင်ကျင်တယ်ကျွန်တော်အဲ့လိုနည်းနည်း brain သုံးလာတယ်ဘယ်လိုကြောင့်နိုင်ရမလဲဆိုတော့ကောင်းကောင်းအဲလုတ် control လုပ်နိုင်လာတယ်ပေါ့25 26လောက်မှာပူခံစားရပေါ့ဘာလို့အရန်ခံစားတက်လာရဲ့အချိန်မှာဘောလုံးကိုလည်းအနိုင်ရှုံးလည်းကောင်းကောင်းတိလာပြီအဲပူဆိုးတာကြတော့ရလက်ပိုင်းထွက်တာတွေဆိုရင်ပူပြီးတော့ခံစားရအဲပရိသတ်တွေကလည်းကိုယ်တိလာတဲ့အချိန်မှာကိုကလည်းကောင်းကောင်းတိတ်ပြုံးကစားနိုင်တဲ့ပွဲတွေမှာဆိုပူပြီးတော့ပြူလေးရအဲအဲ့အဲ့ဒီအချိန်မှာ အဲ့ဒီအချိန်ကနေပေါ့ကျွန်တော်ရင်းချက်မှုပြီးရေပေါ့နော်အဲ့လိုပြောပါများလာတဲ့ခါကျကျွန်တော်ရင်းချက်သွားအဲ့ဒါတွေတော့ပါအမတီးရဖြစ်ဆုံးချိန်ကျွန်တော်ကောင်းထဲမှာမြန်ရှိနေတဲ့ချိန်ကတော့မန်လေးမန္လာတတိယကွင်းထဲမှာကျွန်တော်တို့တတိယရသွားတဲ့ပွဲပေါ့အဲအဲ့ဒါ BNN နဲ့ကျွန်တော်လည်းကန်တာပေါ့အဲအဲ့ချိန်တော့ကျွန်တော်တို့အဲ90မိနစ်ထိကျွန်တော်တို့က3 2နဲ့ကျွန်တော်တို့ဥဆောင်နေချိန်ပိုစက္ကန့်လေးပဲလိုရတဲ့ချိန်မှာကျွန်တော်3 3ပြန်ဖြစ်သွားတယ် အချင်းလေးကျွန်တော်တယောက်ရောင်းတဲ့ချိန်ကိုထပ်ကစားရင်းနဲ့ပနတီနဲ့မှကျွန်တော်ရှုံးသွားအချင်းတော့ပရိသတ်ကတကွင်းလုံးမှပြည့်ကျွန်တော်တို့အမျိုးသမီးတင်တကွင်းလုံးကိုပြည့်ဒါပေမဲ့ဒိုင်လူကြီးကအချင်းကိုမှုန့်နိုင်မမှုန့်ခဲ့ဘူး5မိနစ်ပဲပြည့်ရသူကကစား10မိနစ်တိရောက်သွားအချင်းမှကျွန်တော်33ဖြစ်သွားတယ်အဲ့လိုမျိုးပေါ့အဲအဲ့ဒီချိန်မှာပရိသတ်တွေကဒေါသထွက်ပြီးခုံနေနဲ့ပြည့်တယ်ကွင်းနဲ့အဲအဲ့ဒီချိန်ကကျွန်တော်ကောင်းနေမှာလုံးဝအမှတ်ရသေးတယ်ဘောနော် ျွန်တော်ခု29ရက်နေ့မှာကစားမယ်ပေါ့နော်ဒီပွဲလေးကိုကျွန်တော်တို့လာရောက်အားပေးစီခြင်းနဲ့ကျောင်းတင်ဟန်ကအကောင်းဆုံးပြင်ဆင်ထားတယ်ကျွန်တော်တို့မှာရှိတဲ့အဲကျွန်တော်ပွဲတွေအတွက်အကောင်းဆုံးပုံစံနဲ့ချပြသွားမှာပါပရိသတ်တွေကျင်းနေစီရမယ်လို့ကျွန်တော်ကြိပ်ပြပါတယ်